တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ဆုတ်ခွာသွားမယ်။ရန်ပြည်နယ်မြောက်ပိုင်းကမုံမေမျိုးကိုစူပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့အဲ့ဒီမျိုးမှာအခြေစိုက်ထားတဲ့တော်လရေးတပ်ဖွဲ့နှစ်ဖွဲ့က People's Pin ကိုပြောပါတယ်။တော်လရေးတပ်ဖွဲ့တစ်ဖွဲ့ကလည်းမုံမေမျိုးကိုကြမ်းရှိနေတဲ့တော်လရေးတပ်တွေနဲ့ဆက်လက်ခုခံကာကွယ်သွားမယ်လို့ People's Pin ကိုပြောတာပါ။ KIA, KPDF နဲ့ APSD ရဲ့ပူးပေါင်းတပ်တွေဟာ2024ဇန်နဝါရီလကမုံမေမျိုးတိုင်းတိုက်ပွဲမှာပေါင်းဝင်ဆင်နွှဲခဲ့ကြပါတယ်။မျိုးတစ်မျိုးလုံးတင်ပိုက်နိုင်လို့နေပါအခြေအနေမှာတော့ ဒီရနယ်လီနဲ့ညှိနှိုင်းပြီးပြန်ဆုတ်ခွာခဲ့တာပါအဲ့ဒီနောက်စစ်ကောင်စီတပ်ကအင်အားအများအပြားနဲ့မုံမေမြို့ကိုအင်အားဖြည့်ခဲ့ပါတယ်ဒဇယ်နှစ်ဆက်ကုန်ဒုတိယပိုင်းမှာတော့ဒီရနယ်လီဥဆောင်တဲ့ဒေါ်လန်ရေးတပ်တွေက2024ဇူလိုင်30ရက်မှာမြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်တရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးအပြစ်ရစဲခဲ့တဲ့ဒီရနယ်လီကမိုးကုံနဲ့မုံမေမြို့ကနေဆုတ်ခွာမယ်လို့ပြီးခဲ့တဲ့အော်တိုဘာလ29ရက်မှာကြေညာခဲ့ပါတယ်မုံမေမြို့ကိုစစ်ကောင်စီပြန်ရသွားမယ်ဆိုရင် KIA သိမ်းပိုက်ထားတဲ့မဘဲမျိုးစီစစ်ဦးလှည့်လာနိုင်တယ်လို့မုံမေမြို့မှာရှိတဲ့တော်လရင်သတင်းရင်းမှကပြောပါရရှင်